ဘောမမယ်ဆိုရင်မပါအမှန်တရားပြောတဲ့တူတူကိုတော့ခင်ဗျားတို့ဖြစ်တင်ပါနဲ့ဝေမဖန်ပါနဲ့ပေါ့နော်အခုဒီအခုချိန်မှာဆိုတော့ဒီကိုမောင်မောင်ဖင်လန်နိုင်ငံကကိုမောင်မောင်ကတော့ဒီအဲမြန်မာနိုင်ငံမှာရှိတဲ့ဘောမတရှုကိုတဲ့ပြောလိုက်တဲ့ verify ကိုကျွန်တော် reaction လေးလုပ်ပြီးတော့မှဖြစ်ပါတယ်ကျွန်တော်ကြည့်လိုက်ရအောင်နော်အဘကိုလည်းတွေးထအောင် ကြောက်ကြတဲ့ဘောမတရှုကိုပြောမယ်ဆိုပြီးတော့မှပြောထားတဲ့ video file လေးပဲဖြစ်ပါတယ်ဗျကျွန်တော်လည်းဒီလိုကြည့်လိုက်ရအောင် ကြောက်တယ်နော်ဘာကြောင့်ပြောမယ်ဆိုရင်သေးဖက်အောင်ကြောက်တော့ဘောမအုပ်စုကြောက်တော့တွေ့ရတယ်ဝိုင်းပြီးတော့ quick pat ပြီးပြောနေရတဲ့သူတွေအားလုံးရဲ့တတိကိုတော့ဟာပေါ့အကျွန်းနားလေပါလားဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ကအဖအလောက်မှနေရတာပေါ့နော်အဖကလည်းကျန်းလာတာရုပ်ကြီးအောင်ဖောက်ပါလေခင်ဗျားတို့ရဲ့ကိုရင်းစားပါလေနော်ကိုရင်းစားပါဒါပေမဲ့ခင်ဗျားတို့ကဘာနဲ့လာတယ်လို့ဆိုတော့လောက်တဲ့သူ မှန်တကယ်လှုပ်တဲ့သူကိုအပြစ်မပြောဘဲနဲ့မလှုပ်ဘဲနဲ့အမှန်တရားကဒီလိုရှိတယ်ဆိုတာလေးပြောတဲ့သူကိုပြဿနာရှာတဲ့ဇယိုက်ကတော့ခင်ဗျားတို့ကအဘကိုကြောက်လို့အဘကိုကြောက်လို့ကိုမမကိုအပြစ်ပုံချနေတဲ့ပုံစံမျိုးလေးဖြစ်နေပြီနော်မင်္ဂလာပါခင်ဗျာမင်္ဂလာဟုတ်တယ်ဟုတ်တယ်တို့နိုင်ငံမှာအခုဘာလဲဖြစ်နေဆိုတော့အားကြောင့်ကိုမမဘာကြောင့်မလို့ဒီမိုက်လုံနေရလဲကျွန်တော်ကျွန်တော်ရုပ်ကလူမိုက်ရုပ်ပါတော့ပေါ့ပေါ့နော်အေအေအော်ဒီတိုင်းချိုက်လက်မျိုးနဲ့ เนาะจ้องสุจีรอองค์ជីกาเนี่ยอชุเยมูบ่เนาะอู้หม่องคินบ่อู้หม่องคินก็ตะละ8000ต้องก้าวนี่เด้ไม่แท้เยแม้ไหนยามเด้อะแล้วตรุยัวก็แลตรุยัวก็แลเวบี้ไล่ไปตัวอีอะแล้วเวบี้ไล่เนี่ยตูนี่ก็สิบี้ผิดตัวสิบี้ผิดตัวถัดตองเอไอ้ปုံสันမျိုးนี่บ่เปียเนาะอะแล้วကြည့်သူရဲ့ခင်ဗျာမှာတော်တော်လေးတော့ငရေအီဖြစ်နေပြီဗျာနော်အစားစရာမရှိရတဲ့ကြားလဲတာသမီလေးမွေးလာလို့ညတာသမီလောက်စားလိမ့်မယ်ထိုင်စားအောင်လာမှတ်တယ်အဲ့တော့တာသမီကလည်း စစ်ထဲထဲကံဘယ်သူသွားလို့ကျွေးလဲစဉ်းစားကြည့်တော့ဗျာနော်အဲ့တော့ဟုတ်ကဲ့စစ်ထဲဝင်သွားလို့လာတာလေကောင်းကောင်းမွန်မွန်ပြည်ပြည်လေးလေးအဆင်ပြေနေကြရတယ်ကျွန်တော်ထင်နေတာဗျာချို့လဲအဲ့ဒါလည်းပဲသာပြီးတော့တရင်နဲ့ချက်လက်နေနောက်မှကျွန်တော်ပြောပါမယ်အဲချို့လဲရကြပါလေနော်မရတဲ့အဆင်မပြေတဲ့လူလည်းရှိတယ်နားလည်းမလဲတာဖြစ်နေတာဒါလည်းပဲသိထားပါကျွန်တော်ဒါနောက်နောက်ပြနောက်ထပ်ကိစ္စတရရနေတယ်ကျွန်တော်ပြောပါမယ်နော်သူတို့ရှင်ပြမြန်မာပြည်မှာနေရဆန္ဒကျွန်တော်စကားခံခဲ့တယ်လို့ပေါ့ ငရဲပြည်ကြီးလိုဖြစ်နေတယ်တော်တော်များများပြည်ကြီးတွေအတွက်ပေါ့အဲချိုးစားမနေများဘူးနည်းမှာတို့လူပေါင်းလောကကြီးကိုသာလောကငရဲဖြစ်သတ်မှတ်မယ်ဟေ့ဆိုလို့ရှိရင်အနေအဆုံးငရဲပုံတွေကတပုံဖြစ်တဲ့မြန်မာပြည်ပါပဲခင်ဗျာနော်ဟုတ်ကဲ့နော် မြန်မာပြည်မှာနေရတာစစ်မှုတန်းကြီးကတမောက်နော်အဲနောက်ထပ်ဒီပြည်သူစစ်ကြီးကတမောက်ပြီးတော့ရှိလောအားပေးကတမောက်မရှိရတဲ့ကြားတယ်နောက်ဆုံးပိတ်ကျွန်တော်မြန်မာပြည်မှာမြန်မာပြည်ကမိဘတွေဆိုတာမျိုးတာသမီလက်စာလေးထိုင်စားဖို့တာသမီမွေးတယ်ဆိုတာလကားမွေးတာမဟုတ်မြန်မာပြည်သားတွေကအားလို့ရလို့မွေးနေကြတာမဟုတ်ဘူးမြန်မာပြည်သားတွေကလေကျွန်တော်တို့ကျွန်တော်လည်းမြန်မာပြည်လူအတိုင်းဝိုင်းမှာတကယ်ခြေခံချတဲ့လူအတိုင်းဝိုင်းမှာနေထိုင်ခဲ့တာပါ တော်ကြီးတွေဟာလေသူတို့သားလေးတယောက်ငွေထားလို့ရှိရင်ငါသူ့သားလေးငါသားလေးတစ်ချိန်ကျရင်လှုပ်စားလေးစားတကယ်လည်းစားရပါလေနော်တကယ်တိတက်တယ်အာကျွန်တော်တို့မြန်မာယူသားလူငယ်လေးတွေဟာလေအာပြန်သွားလှုပ်လေဗျာပြန်သွားလှုပ်လို့ရှိရင်သူ့အမေကသူ့အញ្ញမ်းချက်တဲ့ချက်ပါပေါ့ဒီသားလေးတယောက်ပဲရှာကျွေးနေတာအဖေဆိုတာအရတမာဒါမို့ရှင်ပြောအဖေတွေဝါကြပြီအရတောက်တောက်အဖေတွေရသေးတာများတယ်အဲ့တော့သားလေးတယောက်ငွေထားလို့ရှိရင်ဒီသားလေးရဲ့လှုပ်စားလေးစားရမှာပဲဆိုပြီးတော့ငွေတာတကယ်လည်းတော့ကျွေးကြပါလေနော်သားလေးလှုပ်ကြည့်ရအဲ့တော့ မျော်လင့်ချက်ကလေးကလည်းနောက်ဆုံးပြတော့အခုစစ်မှုထမ်းကောက်တဲ့ပါဆွဲခြင်းတွေကြောင့်နောက်ဆုံးပြတော့ဘာဖြစ်ကုန်လဲဆိုတော့ကတော့မိဘတွေကလည်းအခုဆိုရင်တို့လုတ်ကျွေးမဲ့သူတော့မှမရှိတော့ဘူးခါလေစစ်မှုထမ်းဥပဒေထွက်လာတော့မိဘလုတ်ကျွေးတဲ့သူတွေဘာတွေအာဘလို့လွတ်တယ်လို့သိရမလားဟိုလိုဒီလိုပြောတာအခုအကုန်တွဲတယ်ဆွဲနေတဲ့ပုံစံမျိုးတွေဖြစ်နေတာအဲ့တော့အခုဒီဖြစ်ရတဲ့ပတ်သက်ကျွန်တော်ပြောပြမယ်လေလားနာမည်တွေပါကျွန်တော်ပြောရလိမ့်မယ်အခုအစွဲထံအားလုံး6ရောက်ပေါ့ဗျာနော်6ရောက် ဲ့ဒါကဘလို့ကဂျိုးပင်ကောင်းမျိုးနေဂျိုးပင်ကောင်းမျိုးနေကနော်အုတ်ချုပ်ရည်မှုကအုတ်ချုပ်ရည်မှုနော်ရွာလေးရွာလေးကအုတ်ချုပ်ရွာလေးကအုတ်ချုပ်ရည်မှုတွေကစစ်မှုတန်းကြီးလဲကြည်အောင်ပေးတယ်နော်ပေးတဲ့ပြင်ကိုဝယ်လဲဝယ်ပေးတယ်အဲ့ဒါတော့မှပဲအဲ့ဒီရွာတွေကစစ်မှုတန်းကထပ်ပြီးတော့အစွဲခံနေရဆွဲခံတဲ့အခါမှာတော့အခု6ယောက်ပါသွားတယ်အဲ့ဒီရွာကဘယ်ရွာလဲဆိုလို့ရှိရင်နော်အမ်ကုန်းမြေရွာလို့ခေါ်တယ် နော်အုတ်ချုပ်ရည်မှုယုံနဲ့လည်းတိတ်မလန်းမကမ်းမှရှိတယ်မြို့နယ်ကဂျိုးပင်ကောင်းမြို့နယ်ပေါ့ဗျာနော်ကုံမြင့်ကုံမြင့်ကြီးရွာအဲ့တော့အုတ်ချုပ်ရည်မှုယုံနဲ့မလန်းမကမ်းမှရှိတယ်အဲ့ရွာမှာ6ရောက်ဆွဲခံရတာဒါဒီရွာကစစ်မှုန်တန်းကြီးတဲ့ကြီးအောင်ပေးတယ်နော်တို့တောင်ဝင်လည်းတို့ကြည့်တယ်ကြည့်ရတာနဲ့အဲ့ရွာက6ရောက်ဆွဲခံရအဲ့6ရောက်နံမေကနော်ကျောက်တာဒီရက်ွက်ထဲကရက်ွက်သားတွေဆိုတဲ့ခါကြတော့ဗျာဒီကြီးရွာသားတွေဆိုတဲ့ခါကြတော့ မကျင်တတ်လို့ရှိရင်ရွာထဲမှာအကုန်လုံးအခုဒီကိစ္စတရွာလုံးနှံ့နေပြီတရွာလုံးမှာဟိုအမှန်တရားကိုသိနေပြီနော်အုပ်ချုပ်တဲ့လူတန်းသားအစအတော်လုံးမှာစင်ရချမ်းသာမြေဒီရွာသားတွေအကုန်လုံးဒီကိစ္စနဲ့ပတ်သက်မကျင်တတ်ဘူးဘာကြောင့်လဲငါတို့တွေကစစ်ဘူးတန်းကြီးတဲ့ကြည့်အောင်ပေးထားတယ်တအိမ်တအိမ်ကဘလောက်ဘလောက်ပေးထားတယ်ပေးထားတာနဲ့ဒီအိမ်ဒီရွာကနေပြီးတော့နောက်တဲ့6ရက်ကဘာကြောင့်ဆိုရဲဆွဲတဲ့လူတွေထဲမှာလဲစွမ်းနာကျွန်တော်ပြောတဲ့ကိုမိသားစုအဲဘုဟုံးကိုသားသမီးတွေလှုပ်ရှားထိုင်စားနေတဲ့မိဘတွေရဲ့သားသမီးတွေပါတယ်ဗျာ ီကလေးကရာလုတ်လဲလုတ်ပြီးတော့တနေ့လုတ်စာတနေ့မိဘောက်အပ်နေတာမိဘသမီးသမီးလေးချက်ကျွေးအဲ့တော့မိဘကမြန်မာလူဟုတ်ပြီအဲ့တော့၃ယောက်ပါတယ်နော်အဲ့၃ယောက်ပါတဲ့အဖြစ်ကိုအားလုံးပေါင်း6ယောက်နေတာ6ယောက်ဆွဲခံရတာမှာအဲ့ယောက်ပဲအဲ့တယောက်ပဲဘယ်လိုကောင်မဆိုလုံးဝဒါမှမျက်စိမမြင်တော့ပါဝါ6000လောက်အဲပါဝါဘယ်လိုကောင်မဆိုတော့ရှိရင် မြန်မာပါဝါအကြီးအကျယ်လုံးဝစစ်ထဲမှာမြန်မာချွေဘာမှမမြင်ရတဲ့ကြောင့်မို့လို့ဒါလေတယောက်ပဲလွတ်တယ်ကျန်တဲ့၅ယောက်ကတော့သူစရဲပါသွားပြီဆွဲသွားတာအဲ့ဒီဟာစစ်မှန်တဲ့ကြီးနာဆွဲသွားအဲ့ဒီကုန်းမြင့်ကြီးရွာပေါ့ဗျာနော်အဲ့တော့သူတို့နာမည်လေးတွေအခုကြာရွာတွေကနေပြီးတော့အဲ့ဒီရွာတွေရွာလုံးမှာဗျာအခုပြောနေပြီးရွာတွေရွာတွေရွာလုံးမှာပွက်လာမှုဆိုတော့နာမည်ကဘုံကထွက်လာပြီဗျာသိလားနော်မောင်ထပ်ပိုင်ဘူးတဲ့အခုဆွဲခံတာတော့အခုစစ်ထဲမှာရောက်နေတာချစ်တဲကိုကိုမိဘနာမည်ပဲကျွန်တော်သိပါတယ်နော်အဲ့တော့ချစ်တဲမောင် ရဲဖုံးမော်တဲ့အကာထောင်းတဲ့အဲ့တော့ဘလောက်ထိဒုက္ခကြီးတဲ့နိုင်ငံလဲပြာနော်တာသမီလေးမွေးလာလို့မိဘကိုရှာရွှေးနေတဲ့တာသမီလေးတောင်မှပဲအခုဒီပြည်လွတ်စစ်ကြီးကြောင့်ဒီအုပ်ချုပ်ရေးမှုတွေကြောင့်ဒီရန်ညားကဒါတက်တမချာစားလာတယ်နော်ဟိုဘေးရောဘေးရောဆိုတိနေတာပဲပြာနော်အဲ့တော့ဘေးရည်ကြနေတယ်လို့ပါပဲနော်သူငယ်တွေခင်ဗျာမှလဲအဲ့တော့မိဘတွေကလည်း စိတ်ပူတော့ဗျာစိတ်ပူတော့မဟုတ်လုံးဝငိုငိုငိုရှိရှိပေါ့ဗျာเนาะအခုစတဲ့ရောက်သွားပါပြီကလေး6ရောက်လောကလေး5ရောက်လောโอเคဒါခါတော့ကျွန်တော်ဒီမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့မင်းအွန်လိုင်းရဲ့ not like ခွေးပေါ့เนาะအမိကြံမိစားခေါင်းကြံခေါင်းစားတဲ့မအီလို့အုတ်ချုပ်ရေးမှုတွေနဲ့မအီလို့ဘောမတွေကြောင်းအခုလို့ကျွန်တော်မြန်မာနိုင်ငံမှာလူငယ်တွေဆိုလို့ချင်း တချို့ဆိုလို့ချင်းနိုင်ငံเจ้าကိုထွက်ပြေးရတယ်တချို့ဆိုလို့ချင်းမြန်မာနိုင်ငံမှာနေရတာเนาะလုံးဝလုံခြုံမှုမရှိတော့ဘူးဘာကြောင့်လဲဆိုတော့အိမ်ထဲတွေထီအောင်ဝင်ပြီးတော့မှပေါ်တာဆွဲတာဒီလမ်းမှာတွေ့လို့ခော့သွားတဲ့ဒူးငယ်တွေဆိုလို့ချင်းအများကြီးပဲเนาะသူတို့ရဲ့စိတ်မှာဒီစစ်တပ်ကိုဘယ်လိုပြောမလဲဘလောက်ထီအောင်မုံနေနိုင်မလဲပေါ့ဗျာเนาะကျွန်တော်တို့လိုကတော့ကျွန်တော်တို့ကတော့မုံကြီးတယ်ပေါ့ဒါစစ်တပ်ပေါ်မုံနေ ဒီ main online မျိုးလဲကျွန်တော်ကမုံနေ။ဘာကြောင့်မုံရလဲဆိုရင် तू မကောင်းလို့ကျွန်တော်မြန်မာနိုင်ငံမှာအခုလိုဖြစ်နေတယ်။ तू ဒါအာနာမသိင့ဲ့ဘူး။ तू ဒါသူ့နေရာသူအေးဆင်းနေခဲ့မယ်ဆိုရင်ကျွန်တော်မြန်မာနိုင်ငံကြီးဘလောက်ဒုက္ခတွေဒုက္ခတွေနဲ့များနေတယ်မဲ့နိုင်ငံမဟုတ်ဘူး။ဘုဆိုလို့ကျွန်တော်မြန်မာနိုင်ငံမှာပြည်သူတွေအနေနဲ့နော် နေ့လုံးမှာတစ်နေ့စားရတဲ့ပြည်သူတွေဆိုလို့ရှိရင်တော်တော်လေးကိုဒုက္ခရောက်တယ်။ကြည်ဘေးရတစ်မျိုးငလင်ဘေးတစ်မျိုးလေဘေးတစ်မျိုးမီးဘေးတစ်မျိုးနဲ့ကျောင်းမြန်မာနိုင်ငံမှာဒီစစ်ဘေးချောင်ရတစ်မျိုးနဲ့လုံးဝလုံးဝဒုက္ခတွေများတယ်။ဒီမအီလူကြီးချောင်မွေကျောင်းပြည်သူတွေခုလိုဒုက္ခရောက်နေတယ်။ကျောင်းဆိုရင်နိုင်ငံသားမှနေတယ်ပြန်လာလို့ရတယ်အရှိနေတွေမှာရှိတယ်။ဒါကြောင့်ပြန်လာဖို့လည်းခက်ခဲတယ် ပြန်လာလို့လည်းမဖြစ်ဘူးတကယ်ကိုတကယ်ကိုနော်ကိုမမပြောသွားတာတွေရတော့ရန်ကူမှာမိုက်တယ်ရန်ကူမှာလည်းကောင်းတယ်သူ့ရဲ့တုံသက်ချက်တွေသူ့ရဲ့ဝေဖန်ချက်တွေပြောဆိုမှုတွေကိုတချို့ပုံမှားရေးဆိုမခံနိုင်တော့လို့ကိုမမအပြစ်တွေပြောတာရောရှိတယ်အဲ့ဒီမှာကဒီငပေါ့တော်ပါတယ်နော်ဖိနမန်နေပြီးတော့မပြောနဲ့မြန်မာနိုင်ငံကိုပြန်ခဲ့ဆိုပြောတာတော့ဖိတ်ခေါ်တာကြီးခံခဲ့ရပြီဟုတ်ပြီ ဒီပြည်လူတွေကတော့ဒီတော့ဘူးဗျာ